ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တဲကဘောရံရွာနှစ်ရွာကိုစစ်တပ်နဲ့ပုံပြည်သူစစ် PNO ကစစ်ကြောင်းထိုးပြီးမီးရှို့နေတဲ့အတွက်ဒေသခံတထောင်ဝန်းကျင်လောက်ဘေးလွရာကိုထွက်ပြေးနေကြပါတယ်။သူတို့အတွက်စားနပ်ရိက္ခာနဲ့နေရာထိုင်ခင်းတွေအတွက်အကူအညီတွေအရေးပေါ်လိုအပ်နေကြပါတယ်။ဒါရီနဲ့ပတ်သက်ပြီး Morris ကသတင်းပေးပို့ထားပါတယ်ရှင်။ဟိုကြောင်လေးမှာကုန်လောင်းကုန်နေရာတင်းလုံးမဟုတ်နှလုံးပေါ့။ ဒါကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တဲကဘောရံရွာနှစ်ရွာကနေထွက်ပြေးလာကြတဲ့စစ်ရှောင်းတွေပါအော်တိုဘာ23ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေဟာဘောရံရွာနှစ်ရွာကိုစစ်ကြောင်းထိုးလာပြီးရွာတွေကလူနေအိမ်တွေကိုမီးလိုက်ရှို့နေလို့ရွာသားတွေကနှစ်နာရီကျော်လမ်းလျှောက်ထွက်ပြေးလာပြီးတော့လမ်းခွလတ်မှာလာခဲ့တဲ့အဖွဲ့တွေနဲ့စုံတဲ့အချိန်ပဲဖြစ်ပါတယ်အဲလက်တော်အရေးပေါ်တနည်းအားဖြင့်တနည်းရွှေ့လာရတဲ့အတွက်တို့တို့မှဒါပြင်ပန်းနေပြီပေါ့နော် ကလေးတွေအမျိုးသမီးတွေအစတွေအမျိုးသားတွေလည်းပင်ပန်းပြီဗောနော်သူတို့ခင်ဗျာမနာရဘူးဗောနော်ဘောရံရွာဟာအပေါ်ရွာနဲ့အောက်ရွာနှစ်ရွာရှိပြီးနှွေရပေါင်းလူကြီး1600ရောက်နေထိုင်ကြတာပါအနာသိန်းကာစားမှာနှွေရလုံးတိုက်ပွဲတွေကြောင့်တင်းရှောင်ခဲ့ပြီးအခုတခါထိုးစစ်မှာလည်းနှွေရလုံးကိုစစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေမိဝင်ရှို့နေတဲ့အတွက်နီးစပ်ရာကကယ်ဆယ်ရေးအဖွဲ့တွေကတွားကယ်ထုတ်နေတာဖြစ်ပြီးဒေသခံ800နီးပါးကိုဘေးလွတ်ရာကိုကယ်ထုတ်ပြီးပြီလို့လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့ Job for Care တာဝန်ခံကိုဆိုင်းက DBB ကိုပြောပါရစေ။ အဲတချို့ဆစ်ဆောင် လူနာတွေကတော့အဲဒီတောင်ကျော်နာမှာဘေးလူတဲ့နေရာမှာပဲဆက်နေမယ်ပေါ့နော်။အတခြားဖက်ကိုဟိုမွှေ့ရှင်ပေါ့နော်သူတို့အားနာတာလည်းပါတယ်။အဲဒီစစ်ကောင်စီပြန်လို့ဒီအေးမတက်လာနိုင်ဘူးလေလဲယူဆလို့တို့နေခဲ့တာရှိရပါတော့။အဲ့ဒီမှာပစ္စည်းတွေပြန်ယူတဲ့ဆေးဖေးချောင်းတွေကို ပြန်ပြီးတော့ကာကာရတဲ့လမ်းထိပေါ့နော်ကျွန်တော်တို့တော့တဲပေးတာပေါ့နော်။ ရှန်ဂရီနီနယ်စပ်ဖြစ်တဲ့ဖဲကုံပင်လောင်းဘတ်ချံကိုစက်တင်ဘာလတည်းကစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေကစစ်ကြောင်းထိုးနေတာဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့နဲ့10ရက်နေ့မှာလည်းမြောက်စလုံးကျွရွာကိုမိဝင်ရှို့တဲ့အတွက်ကေဇေးအသမားတွေသွားကယ်ထုတ်ရပါသေးတယ်။အခုနောက်ပိုင်းထိုးစစ်တွေမှာစစ်ရေးပြတ်မှတ်မဟုတ်တဲ့အရသားတွေရှိတဲ့နေရာတွေကိုမိရှို့တာအပြင်လက်နက်ကြီးနဲ့ပစ်တာဒရုန်းနဲ့တိုက်ခိုက်မှုတွေပိုခံလာရတယ်လို့ထွက်ပြေးလာရတဲ့စစ်ရှောင်းတွေကဆိုပါတယ်။အားကြောမျိုးပါလေ။ငါးစစ်ကြောလို့ပြုတယ်။ အမျိုးပါလေသူတို့မျိုးအပေါ်ရွာကနေဆောက်ဝင်နေတယ်အပေါ်ရွာကနေရေဆုံးရှုဟုတ်ပါသူတို့မျိုးပါလေအောက်ရွာကိုပြန်စင်းကြောက်လဲကြောက်ပါတော့အမျိုးကြောက်လဲကြောက်လဲ normal ကောအမျိုးပါလေဒီတည်းရဲ့ကြောက်တော့မျိုးမိုးရွာတာတစ်ဖက်နဲ့ပေါ့နော်အမျိုးဆိုကိုအိမ်လက်လောင်ထားကြောက်တော့မျိုးကိုတနည်းတာအမျိုးကိုအမျိုးဆုဆောင်ထားတဲ့ငွေနဲ့ကိုအမျိုးအိမ်ဆောက်လဲအဲ့ဒီမျိုးပြည့်စည်သွားတာကြောက်တော့အမျိုးအရောင်းဝမ်းနေပေါ့နော် လက်တလောထွက်ပြေးလာတဲ့သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့နေရာထိုင်ခင်းအကူအညီတွေလိုအပ်ချက်တွေကလည်းများပြားနေပါတယ်။လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့အဖွဲ့တွေမှာလည်းကူနေတဲ့အပိုင်းတွေမှာအကန့်အသတ်ရှိနေတဲ့အတွက်ကရင်နီစစ်ဆောင်နေတဲ့လိုအပ်ချက်တွေကိုဖြည့်ပေးကြဖို့ကယ်ဆယ်ရေးသမားတွေကအကူအညီတောင်းခံထားပါတယ်။နော်ဒီနေ့တော်ပြေးတဲ့စားနပ်ရိက္ခာနဲ့မူကားတွေဆိုရင်ကျွန်တော်အကျွေးယူသွားတော့မနော်ဆိုင်ရနေနောက်မှရမုံငွေပြန်ကောက်ရမှာပဲကျွန်တော်ပြန်ဆက်မှာပေါ့နော်။ အော်ကျွန်တော်အရေးပေါ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှရမုံငွေတကယ်မရှိတော့ဘူးနော်ဆက်တိုက်ကူလာရတော့ရမုံငွေအလူငွေထဲတဲ့လူကဆက်တိုက်မရှိဘူးလေတရက်မှာတရက်နှစ်ယောက်ရှိဖို့တော့မလွယ်ဘူးဗောနော်လက်ရှိကရင်နီမှာစစ်ကော်မရှင်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲနဲ့နှိစက်ရနေရာတွေကိုမလိုအပ်ဘဲခီးမသွားဖို့နဲ့ဒေသခံပြည်သူတွေအနေနဲ့ဒီကာလမှာစစ်ရေးအသည့်နဲ့လုံခြုံရေးသတိရှိကြဖို့ဆိုပြီးကရင်နီမျိုးသားကာကွယ်ရေးတပ် KNDF ကထုတ်ပြန်သတိပေးထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ